စာချက်တော့မယ်အေးရထားမယ်ဆိုတဲ့အချိန်လေးတခုလုံးတော့မယ်ဆိုရင် mindfulness လေးခြင်းခံလေးလုပ်ပေးတာတတိပ္ပံပေါ့ပါဠိလိုပြောရရင်တတိပ္ပံခြင်းစဉ်ကိုခြင်းတာတတိပ္ပံခြင်းစဉ်ဆိုတာနော်အမျိုးသမီးတွေဆိုလို့ရှိရင်ထက်ဝက်ပလင်လို့ခေါ်တဲ့ဒုတုတ်ထိုင်နေအမျိုးသားတွေဆိုလို့ရှိရင်တင်မြင်ခွေးထိုင်နေတင်မြင်ခွေးထိုင်တဲ့အခါမှာချောင်းချောင်းချီချီတက်တက်တာတာဖြစ်အောင်ထိုင်ရမယ် အခုခေတ်တချို့ကတော့မဟာပလင်ဆိုပြီးတော့ဒုက္ခရောက်အောင် ထိုင်နေကြတာဒါလည်းပဲမှန်ကန်မှုမရှိဘူးခုဒီတရားထိုင်နေဆိုတဲ့အလုပ်တစ်ခုဟာခန္ဓာကိုယ်ကိုညှင်းဆဲဖို့ထိုင်တာမဟုတ်ဘူးစိတ်တည်ငြိမ်အောင်ထားတဲ့သဘောပဲဘာကြောင့်တရားကိုထိုင်ရတယ်လဲလို့ဆိုလို့ရှိရင်အိတ်လိုက်ရင်အိပ်ပျော်သွားမှာလေလှဲပြီးလှုပ်ရင်အိပ်ပျော်သွားလမ်းလျှောက်နေပြန်လို့ရှိရင်လှုပ်ရှားမှုတွေများတယ် နော်မတရနေလို့ရှိရင်လည်းကြာရှည်ထိနေမှာမဟုတ်ဘူးဒါကြောင့်မို့ကြာရှည်လုံးလို့ရအောင် ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးချယ်တာသာဖြစ်တယ်ဒါအဓိကမဟုတ်ဘူးတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ထိုင်ခြင်းဣရိယာပုဒ်တိငြိမ်သက်တယ်အိတ်ချင်းဣရိယာပုဒ်ကသူ့ရဲ့ပုံငြိမ်သက်တယ်သို့တော့အိတ်ချင်းဣရိယာပုဒ်လဲလျောင်းခြင်းဣရိယာပုဒ်နဲ့အာထုတ်လိုက်ရင်မကြခင်အိပ်ပျော်သွားမှသူပါ အဲ့ဒါကြောင့်မလို့အဲ့ဒီဟာကဝီရိယအားနယ်လွန် အားကြီးသည့်အတွက်ကြောင့်ဝီရိယနဲ့တမာတိမမျှဘူးဆိုပြီးထိုင်တဲ့ဣရိယာပုဒ်ကိုယူရထိုင်နေဣရိယာပုဒ်သည်ချိုးစားလွန်းတာလည်းမဟုတ်ဘူးဟိုစိန်ခံလွန်းတာလည်းမဟုတ်ဘူးအလယ်လက်မစ္စိမပတိပ္ပရာဣရိယာပုဒ်ဖြစ်တယ်ထိုင်နေတာဟာအလယ်လက်ဖြစ်တယ်နော်အိပ်လိုက်လို့ရှိရင်အိပ်ပျော်သွားမယ်လဲလိုက်ရင်အိပ်ပျော်သွားမယ်ပတ်တက်ရနေတာတို့လမ်းလျှောက်တာတို့ကြတော့လှုပ်ရှားမှုတွေများနေကြတယ် ဲ့ဒါကြောင့်လို့ထိုင်ခြင်းဣရိယာပုဂ္ဂိုလ်ရွေးတာအကြောင်းသူအကြောင်းနဲ့သူရှိတယ် reasonable ဖြစ်တယ် logical ဖြစ်တယ်တရားထိုင်တယ်ဆိုတာဟာဒါကြောင့်မို့အမျိုးသမီးတွေဆိုလို့ရှိရင်ထက်ဝက်ပလင်ဒါလည်းအကြောင်းရှိတယ်ထက်ဝက်ပလင်ထိုင်ရတယ်အမျိုးသမီးတိုင်းထိုင်တယ်နောက်ပြီးတော့အမျိုးသားတိုင်းထိုင်တယ်ထိုင်ပြီးတဲ့အခါမှာမိမိဘယ်လဲပုံမှာညာလက်လေးဆင့်တင်ပြီးတော့နော်စေရောကိုရောကို အလုံးကိုရှော့ချလိုက်ပြီးရှော့ချလိုက်တယ်ဆိုတာဟိုတင်းရှင်းနေမဖြစ်အောင်ခဏရှော့ချလိုက်ပြီးမိမိရဲ့စိတ်ကိုတာသီးဝဘက်ကို focus လုပ်အောင်အဲ့ဒီဘက်ကိုဥလှဲ့ထားဥလှဲ့ထားပြီးအသက်ကလေးကိုမှန်မှန်ရှူပြီးရှူလက်ရှူနိုင်ရှူသမျှလေလေးဟာနှာသီးပြားလေးမှာထိလိမ့်မယ်အဲ့ဒီထိနေတာထိတဲ့အချိန်လေးကိုပဲထိမှန်သိတာလေးကိုပဲအာရုံစိုက်ရအောင် ရှိုက်ထုတ်လိုက်လို့ထိတာရဲ့ရှူသွင်းလိုက်လို့ထိတာရဲ့အဲ့ဒီထိမှုတိမှုဒါလေးတော့ပဲအာယုံဆိုင်ပြီးတော့တခြားအာယုံတွေကိုဘေးမရောက်စေပဲနဲ့လေလေးထိတာလေးကိုပဲလိုက်ပြီးတော့ရွတ်ဆိုစရာမလိုဘူးလိုက်ပြီးရွတ်ဆိုစရာမလိုဘူးစဉ်ဆက်မပြတ်တိနေအောင်ကြိုးစားခြင်းဟာ mindfulness လို့ခေါ်တယ်ပေါ့အဲ့ဒီ mindfulness အလုပ်ဟာစာကြက်တဲ့အခါမှာလည်းများစွာအထောက်အကူဖြစ်မှာဖြစ်တယ် ကျမ်းမာရေးအတွက်လည်းများစွာထောက်ခုဖြစ်မှာဆိုလို့ဒီကနေ့ခေတ်မှာအလုတ်အလုတ်ခွင်ဝင်ရမယ်အလုတ်သမားတွေတောင်းပါပဲအနောက်တိုင်းနေမှာခေတ်စားနေတယ် mindfulness ကို7မိနစ်ဖြစ်စေ9မိနစ်ဖြစ်စေလုပ်တယ်ဆိုတာဖြစ်အဲ့ဒီတည်းပို့ပြီးတော့လုပ်တဲ့အခါကျ mindfulness based threat reduction ဆိုလူတွေဟာအလုတ်ပင်မန်းလို့ threat တွေများလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်လည်း နိုင်ဝဲလောက်ဖြစ်စေ15မိနစ်လောက်ဖြစ်စေကိုယ်ရုံးဝဲနဲ့မှဖြစ်စေအလုတ်ခွေမှဖြစ်စေခိတကနာမျက်စိလေးမိတ်ပြီး mindfulness လေးချင်ခံလေးလေးချင်လိုက်မယ်ဆိုရင်အုံနောက်ဟာပြန်ကြည်သွားပြီစာချက်လို့လည်းပို့ကောင်းသွားမယ်မှတ်ဉာဏ်လေးလည်းပို့ကောင်းသွားဉာဏ်ကောင်းအောင်လုပ်တဲ့နည်းဆိုတာတတိနဲ့တမာတိကိုတိုးအောင်လုပ်တာဟာဉာဏ်ကောင်းရဲ့အကြောင်းပဲတတိတမာတိမရှိရင်ဉာဏ်မဖြစ်ဘူးသူကစာပေကျမ်းကမှာဆိုထားတာ နာဟိတတိဝိရဟိတပညာနာမအထိတတိကင်းတဲ့ပညာဆိုတာမရှိဘူးလေတတိပါမပညာဖြစ်တယ်အဲ့ဒီ mindfulness ဆိုတာတတိဖြစ်အောင် လေ့ကျင့်တာပဲဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်အသက်ရွယ်ပဲဖြစ်ဖြစ်နော် mindfulness လေ့ကျင့်ကောင် လေ့ကျင့်နေတယ်ပေါ့လေ့ကျင့်ပြီးတော့ mindfulness ကနေပြီးတော့တမာတိဖြစ်အောင်ကျင့်မယ်အဲ့ကျင့်ရင်းကနေပြီးတော့ကိုယ်အုံနောက်အုံနောက်လို့ဆိုပါစို့စိတ်အနေထားတွေဟာ ရှင်းလင်းသွားပြီးစိတ်တွေဟာကြည်လင်းလာပြီးဆိုတော့မှစာကြက်မယ်တခုလုံးမယ်ဆိုလို့ရှိအစွမ်းတတ္တိတွေပုံမြင့်ပြန်မှန်းလာလိုက်ပြီးဆိုတာနဲ့တပြိုင်နက် mindfulness လေ့ကျင့်ခန်းလေးကိုထားလုပ်လိုက်ပြီးရင်စာကြက်လိုက်ဆေးတွေတော့မတောင်းနဲ့ဆေးတောင်းရင်စိုက်တဲ့ဖက်ကအမတန်မှဆိုးသွားတယ်ရုပ်ကိုကုစားတာဖြစ်တဲ့ဆေးကစိတ်ကိုလှုပ်တာမဟုတ်ဘူးရုပ်ကို ထိရောက်ရုပ်ကိုထိခိုက်သွားတယ်ဆိုလို့ရှိရင် စိတ်ပါလမ်းမှာမဟုတ်ဘူးဒါကြောင့်မို့မအိတ်ချင်တဲ့ဆေးတွေတောက်ပြီးလှုပ်တာဟာမှားရနေခန္ဓာကိုယ်ထိခိုက်ပြီးနောက်ဆုံးမှအုံနောက်ပါထိခိုက်တော့တယ်ဒါကြောင့်မို့ mindfulness လေးခြင်းကကိုစမ်းသပ်ကြည့်အတိညာဏ်တွေတိုးတက်လာအောင်တတိဆိုတာမွေးမြူရတယ်တမာတိဆိုတာမွေးမြူရတယ်တတိနဲ့တမာတိမွေးမြူပေးခြင်းအားဖြင့်ပညာရည်တွေဟာကိုယ်မှာမြင့်မားလာနိုင်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့လို့ ऐ लीचें गाने को नहीं डाय डूडाय हाँ अच्छे मिले सेवने फैब्से से लो खाना वाला एक्सरसाइज लो आता एक 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 लो, आ तो लो दो दो အဲ့လိုလိုက်ပြီးမှစိတ်ရောကိုယ်ရောလန်းဆန်းတက်ကြွလာပြီတတိတွေကောင်းလာပြီဆိုရင်ပညာရေးဟာတိုးတက်လာမှာဒါအဲ့ဒီနေနဲ့လေ့ကျင့်တဲ့ပညာရေးတိုးတက်အောင်လေ့ကျင့်တဲ့နည်းပဲအဲ့တော့စိတ်ထဲမှာတခြားအရာတွေကိုမသွင်းမဲနဲ့အမိုက်တရိုက်တွေကိုရှင်းပြတဲ့သဘောပဲ mindfulness လုပ်ပြီးတော့ရှင်းပြလိုက်တာဂျန္နာတွေခေါင်းထဲမထည့်ဘူးမထည့်လိုက်တဲ့အခါမှာစိတ်ဟာအေးချမ်းတော့အဲ့ဒီလို့ အေးချမ်းမှုဆိုတဲ့စိတ်ကိုအခြေခံပြီးတော့စ조사အထောက်ခြင်းဖြစ်တယ်